မ်ပီယံလီသမိုင်းမှာစပိန်ကလပ်သင်းတွေကို9ပွဲစတိုက်အနိုင်ကံပြီးတော့စံချိန်တစ်ပါတင်ထားခဲ့တဲ့အာဆင်နယ်အာဆင်နယ်တင်းကဒီချန်ပီယံလိမှာပေါ့လေနောက်ဆုံးကန်ထားခဲ့တဲ့စပိန်တင်းနဲ့တွေ့ဆုံမှု9ချိန်လုံးကိုအနိုင်ခံထားတယ်အဲ့အတွက် စပိန်ကလပ်သင်းတွေကိုနောက်ဆုံး9ကြိမ်ဆက်တိုက်အနိုင်ကန်ထားတဲ့တခုတည်းသောအသင်းဖြစ်စံကြိမ်တတင်သွားခဲ့တယ်။အဲ့ဒီ9ကြိမ်မှာဆိုလဲအာဆင်နယ်ကအနိုင်ရလက်ပြတ်သားခဲ့တာကိုတွေ့ရတယ်။တကယ်ကောင်းမွန်လို့တဲ့အာဆင်နယ်ရဲ့ record ပေါ့လေ။ဒီညမှာအာဆင်နယ်အသင်းဒီပြမီခေးအိုက်တာပါဝင်အသင်းသားတွေကစပိန်ကလပ်သင်းနဲ့တွေ့ဆုံတဲ့အခါမှာဘာကြောင့်အသာစီးယူနိုင်ခဲ့လဲဆိုတာကျွန်တော်တခုချင်းသိရှင်းပြယူမယ်။ဒီအသင်းကဘာကြောင့်ဒီလိုမျိုးရလက်တွေကောင်းလဲပေါ့လေ။ကျွန်တော်တွေ့ဆုံခဲ့တာတော့ Real Madrid နဲ့2ကြိမ်2ကြိမ်လုံးနိုင်ရခဲ့တယ်။ Sevilla နဲ့2ကြိမ် နှစ်ကြိမ်လုံးနိုင်ရခဲ့တယ်။ဂျီရိုနာနဲ့တစ်ကြိမ်၊အက်တလက်တစ်ဘီဘောင်နဲ့တစ်ကြိမ်၊အက်တလက်တီကိုမက်ဒရစ်နဲ့တစ်ကြိမ်အဲ့ဒါတွေကိုလုံးကျွန်တော်တို့နိုင်ရခဲ့တယ်။ဒီနေရာမှာအာဆင်နယ်သင်းချန်ပီယံလိဝင်ပြီးကစားကွင်းရပြီဆိုတဲ့အချိန်အုတ်စုအဆင့်ဒီပခုံးပေါ်မှာရွှေရောင်လိုင်းလေးနဲ့မှတ်မိရဲ့မလား။2023 2024ဘောလုံးရသည်အဲ့ဒီဘောလုံးရသည်မှာဆိုရင်အုတ်စုအဆင့်မှာ CP လောက်နှစ်ကျော်လုံးကျွန်တော်တို့နိုင်တယ်ပြီးတော့ဒီ2025ခုနှစ်တွင်မှာလည်း GIO နာကိုကျွန်တော်တို့တကူးနှစ်ခုနဲ့နိုင်တယ်ရီယယ်မက်ဒရစ်နဲ့နှစ်ကျော်စလုံးကိုကျွန်တော်တို့ရှုံးထွက်ဆင့်မှာနိုင်တယ် ပြီးတော့ athletic bilbao ကိုဒီနှစ်မှာပဲ2စီးနဲ့ကျွန်တော်တို့နိုင်တယ်အခုနောက်ဆုံးကန်သွားခဲ့တဲ့ပွဲမှာဆိုရင်4စီးနဲ့ athletic athletic ကို madrid တင်ကျွန်တော်တို့နိုင်ထားခဲ့တယ်အဲ့တော့ arsenal တင်ကန်သွားခဲ့တဲ့အသင်းတွေကိုကြည့်လိုက်မယ်ဆိုဥရောပမှာတန်းတစ်ခုရှိတဲ့အသင်းတွေတချို့အသင်းတွေဆိုလို့ရှိရင်ဒါဥရောပဖလားရထားတဲ့အသင်းတွေတချို့အသင်းတွေဆိုရင်ရှုံးထွက်စစ်မှာကြော်ဖြတ်ရခတ်ပါတယ်ဆိုတဲ့အသင်းတွေပါတယ်ဒါပေမဲ့ arsenal ကစပိန်အသင်းနဲ့တွေ့တဲ့ခါကျရင်ဘာကြောင့်ရလတ်ကောင်းလဲ ဘာကြောင့်နောက်ဆုံး9ကြိမ်တွေ့ဆုံမှာအာဆင်နေရပဲအတားစီးရပြီးအနိုင်ရလက်တွေပုံဖော်ထားလဲဘာကြောင့်လဲဆိုတော့နီးပြားချုပ်ဖြစ်တဲ့အာတီတာကစပိန်သားဖြစ်တယ်စပိန်သားဖြစ်တာဖြစ်တဲ့အတွက်စပိန်အသင်းတွေရဲ့တိဆောက်ပုံအဲ့စပိန်အသင်းတွေရဲ့ဘောလုံးပေါ်အမြင်စပိန်အသင်းတွေရဲ့ကစားကွက် စပိန်ကလပ်တွေရဲ့တိုက်ခိုက်ရေးပုံစံသွားတဲ့ဟာမျိုးတွေအတကင်သွားတဲ့ threat တွေနဲ့သူတို့ရဲ့ defensive line ကိုကောကောလေးသူချိန်ညက်တယ်နောက်တစ်ချက်က နီးပြတောက်ကနီးပြူဟာအရာစပိန်သင်းတွေအကြောင်းသိုံနေတယ်မပြီးဘူးအဲ့လိုစပိန်သင်းတွေကိုအနိုင်ယူဖို့ဆိုရင်စပိန်ကစားသမားကောင်းတွေအသင်းမှာလိုအပ်တယ်စပိန်လာလီဂါရဲ့ကောင်းမွန်မှုဆိုတဲ့ကစားသမားတွေကတဦးဖြစ်တဲ့မိန်နိုနောက်တစ်ခုတော်တော်များဝိုင်းပြီးလိုချင်ခဲ့ကြပါတယ်ဆိုတဲ့ဇူဝီမန်ဒီအဲ့လိုကစားသမားတွေခေါ်ထားတယ်နောက်ပြီးအလားလာရှိပါတယ်ဆိုတဲ့မော်ကွယ်လိုကစားသမားမျိုးတွေလည်းခေါ်ထားခဲ့တယ်အဲ့ကြောင့်မို့အာဆင်နယ်အသင်းမှာစပိန်သားဆိုနောက်တော့ဒေးဗစ်ရိုင်ယာလိုကစားသမားမျိုးလည်းပါတယ် ော့စပိန်ကစားသမားအများစုနဲ့တိဆောက်ထားတယ်စပိန်သားနီးပြကျုပ်စပိန်ကလပ်တွေကိုနိုင်တာဆန်သလားဆိုရင်တော့မဆန်ဘူးဒီညမှာအာဆင်နယ်တင်းကစပိန်ကလပ်တွေနဲ့တွေ့ဆုံမှုနောက်ဆုံး9ချိန်မှာရာဂို16ဂိုးရှိတယ်ပေကိုက3ဂိုးပဲရှိတယ်နိုင်ရင်ပြီးရောဆိုတာမျိုးမဟုတ်ဘဲနဲ့တည်တည်ဆဲကြာဒီနိုင်ပွဲနဲ့ပတ်သက်ပြီး game plan ပြုတင်ပြင်ဆင်မှုဒီနိုင်ပွဲနဲ့ပတ်သက်ပြီးကစားသမားအခင်းချင်းရွေးချယ်မှုဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဒီအသေးနဲ့ပတ်သက်ရင် ကိုဘက်ကအကျိုးမြတ်အမြဲတမ်းရအောင်မလုပ်ရမလဲဆိုတာကိုအာရီတာနဲ့ဒီကစားသမားကြီးအားလုံးကသိရှိခဲ့တယ်ပြောလို့ရတယ်။ဒီနေရာမှာအာဆင်နယ်အသင်းကစပိန်ကလပ်တွေနဲ့တွေ့ရင်လုံးလိရှိတဲ့အရာတခုရှိတယ်။သတိထားမိကြလားမသိဘူး။အဲ့ဒါဂျူရီမှာခက်မြမြန်အตาရောက်ဖို့ကြိုးစားတာ။ဂျူရယ်ဆိုတာကနှစ်မျိုးရှိတယ်။ area ဂျူရယ် ground ဂျူရယ်ဒါပေမဲ့တေချာပြပြီးအနစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဘောလုံးတွေကိုရင်ဆိုင်လူရတဲ့ခါမှာအตาရတာ။ တချို့ကကြတော့ဒီ intersection လို့ခေါ်တဲ့ဂျားဖြတ်လူတဲ့အပိုင်းလေးရှိတာမိမ့်မဲ့ဘောလုံးလေးကိုကျွန်တော်လူယူတဲ့အခါမှာကိုအတင်းအတွက်လူယူတာနဲ့ပြိုင်ပြတင်းရကိုဆရာလူသွားတာနဲ့အဲ့လိုအခြေအနေမျိုးမှာအဲ့ဒီ movement လေးတွေကကြည့်တော့ဒါဘာမှမဟုတ်ဘူးဆိုပေမဲ့အဲ့ဒီ jewelry မှာအตาရတဲ့အချိန်ရင်များလာတဲ့အတင်းကပိုတပွဲကိုထိမ့်ချုပ်သွားပါပဲ။အဲကြောင့်မို့အာဒီတာကစပိန်သင်းတွေကိုဘောလုံးပေးကစားရင်ဘယ်လောက်ထိအနေအများဆိုတာကောင်းကောင်းသိရတယ်။အဲ့ဖြစ်တော်တော်သိမ့်မပေးဘူး။ခက်ချမ်းချမ်းစောတဲ့ရင်စော့တယ်။ဘောလုံးရှင်လူရတဲ့ပိုင်းမှာ physical ပိုင်းက strong ဖြစ်ဖြစ်နဲ့ယူလာမှုတွေ့ရတယ်။ Atletico Madrid အသင်းနဲ့ပွဲစဉ်မှာကြည့်ကြည့်ပါ။အာဆင်နယ်ကတော့ပိုပြီးကျန်းတဲ့ကစားဟန်တွေ့ရတယ်။ဒါပေမဲ့အာဆင်နယ်ကဘောင်တွေကနေကျန်းသွားတာဆိုပေမဲ့တစ်ဖက်ကစားသမားတွေကိုယ်တိုင်ကလည်းပွဲကို delay ဖြစ်ဖို့အတွက်ရည်ရချက်ရှိရှိလဲကြတော့တဲ့အခိုက်အတန့်တွေရှိတယ်။အာဆင်နယ်ဒီစပိန်ဒီနဲ့ကစားရေးမှာတွေ့ရတာကအဲ့လို jewelry မှာအတားရအောင်လုပ်တယ်။ပွဲကိုခက်ချင်းချင်းဆော့တယ်။ပြိုင်ဘက်ကိုတိတ်ပြီးစီးမျောခွင့်မပေးဘူး။ဘာကြောင့်လဲဆိုတော့စပိန်အသင်းနေစပိန်ကလပ်အသင်းနေရဲ့ကွင်းလေက ဘောလုံးကိုတေချာလေးဟိုးတက်လုပ်ပြီးတော့ပတ်တန်ရိုက်ခွင့်ရတော့ပြီဆိုရင်ပြန်ဖြတ်ရတာတော်တော်ခက်ခဲွားတယ်။အဲ့တော့သူတို့ရဲ့ first tap second ball အဲ့ဒီအပိုင်းဒီမှာအာဆီနီကမရမကဝင်လူတယ်။သူတို့ကနှစပို့ကြိုးစားပြီးတော့ high pressing ကိုတင်ဆော့တယ်။မနေ့ကရသွားတဲ့ဂိုးလေးမှာဆိုအာဆီနီ high pressing တင်ဆော့ရင်းနဲ့ဘော recovery ချက်ချင်းပြန်လုပ်ပြီးချက်ချင်းပြန်ပြီးတိုက်စစ်ကိုစားတယ်။ဒါရဲအထက်တွေပဲသွားတာတိတ်ဝိတ်မနေဘူးပရီးမီးယားလိဂ်ကလပ်တွေနဲ့တွေ့တဲ့အခါမှာကျွန်တော်တို့ဒီနောက်ထပ်မှာဘောလုံးပေးပုံးလေးလုကောင်းလုပ်လိမ့်မယ်ဒါပေမဲ့စပိန်ကလပ်တွေနဲ့တွေ့တဲ့အခါမှာအာဆင်နယ်ကဒါရိုက်ဆက်ဆံပဲသွားတယ် ်ကိုရဖို့ပဲကြိုးစားတယ်။ဘာလို့လဲဆိုတော့ position တည်ပြီးဆုတ်လို့ရှိရင်ဘောလုံးရေကန်မြေကန်ရကွင်းလည်းလုံးဝ strong ဖြစ်တဲ့ကစားကွက်လည်းကျင်ရတဲ့အသင်းတွေကိုကျွန်တော်တို့ဘောလုံးပေးမကင်ကျင်တာဖြစ်တဲ့အဲ့လိုမျိုးခက်ချင်းချင်းဖြတ်ပြီးဆော့သွားဒါတစ်ချက်နောက်တစ်ချက်ကစပိန်ကလပ်မှမဟုတ်ဘဲအသင်းတွေအာဆီယံမှာလက်နက်တစ်ခုရှိတယ် open play ရဲ့နောက်တစ်ချက်ကတက်ကန်ဘောရဲ့ open play ကတော့ကျိုးတင်ပြင်ဆင်လို့တော့လွယ်တယ်ဒါပေမဲ့ round 3အခြေအနေဒီမှာတက်ကန်ဘောကရာသွားတဲ့ goal အခြေအနေတွေကတော့တော်တော်အသေးအနေနဲ့ တားဆီးဘူးကမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့အာဆင်နယ်ကအဲ့တဲကန်ဘောကြီးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်လာတဲ့အရန်တဲ့ခေါင်းလေးတိုက်ရုံပဲလို့ပြောလို့ရတဲ့ဘောလုံးပေးပမှုရှယ်လုံးနိုင်တဲ့ကစားသမားရှိတယ်။ဒီကရောင်လိုက်တို့ဘူကောက်ဆာကာတို့ကလေခေါင်းတိုက်မဲ့ဂီဗီယမကာကြီးတို့ဝီလန်ဆာလီဘာတို့ထင်ပါတို့ခေါင်းပေါ်ကိုဘောလုံးပေးပို့တဲ့အပိုင်းမှာတော်တော်လေးဥမာစကေးပိုင်းကြတာ။အဲကြောင့်အာဆင်နယ်ကတဲကန်ဘောကြီးကောင်းတာပဲသူတို့လိုပဲငါတို့လေ့ကျင့်ပြီးဆော့မယ်ဆိုလုံးကြည့်ပါလွယ်မဲ့အထင်လုံးကြည့်ပါ ဘာကြောင့်လဲဆိုတော့တချို့ဘိုင်းတွေမှာကျွန်တော်တို့ကနီးစနစ်အရာမှီညံလို့ရတာမှန်ပေမဲ့အဲ့နီးစနစ်ကိုအကောင့်တွေပုံကြီးမဲ့ quality player တွေလည်းလိုအပ်သေးတယ်စပိန်သင်းတွေကိုအနိုင်ယူတဲ့အခါမှာကျွန်တော်တို့ကစပိန်ကစားသမားတွေကြီးပဲတွေမဟုတ်ဘူးအဲ့ဒီကစားသမားတွေကိုကောင်းကောင်းလေးနောက်က manage လုပ်လိုက်မဲ့ကစားသမားမျိုးတွေအထူးသဖြင့်ကျွန်တော်တို့ဒီ captain ဘိုင်းရွေးချယ်မှုတွေအထူးသဖြင့်ဒီတေကန်မိုးကြီးနဲ့ပတ်သက်ပြီးကောင်းကောင်းလေးဘောလုံးတင်ပေးနိုင်မြဲကစားသမားမျိုးတွေပဲရွေးချယ်အထူးသဖြင့်အာဆင်နယ်အသင်းရဲ့အမြင်ပေါ်ဆွမ်းဆောင်ရည်ကို ဒီကိုစင်မြူနီတယောက်တော်တော်လေးလက်ဖျားခါသွားတယ်။သူပထမပြောတာကအာဆီနယ်တင်းရဲ့ကွင်းကိုရောက်လို့ရှိရင်တဲ့။သူတို့တွေတေကန်ဘောတဲ့နေကိုကျွန်တော်စီကနေရမသွားစီရဘူးဘာညာနဲ့လေးလုံးမိုးလုံးနဲ့နောက်ကျတော့ကျွန်တော်တို့ညမ်းလို့ရှုံးတာပါအာဆီနယ်တကယ်ကောင်းမှဆိုပြီးနောက်ဆုံးဝင်ခံသွားတယ်။ဒါအောင်ကြီးရန်ဖြင့်အာဆီနယ်တင်းရဲ့တေကန်ဘောတွေက level တစ်ခုမှရှိသွားပြီ။ ဥရောပရဲ့အကောင်းဆုံးလို့တော့ကျွန်တော်မပြောချင်သေးဘူးเนาะဒါရာသီအစားပဲရှိတာဖြစ်တဲ့တဲ့ဒါပေမဲ့အာဆင်နယ်တောင်းကန်ဖို့ရပြီဆိုရင်ပန်တတိရတယ်လို့ပြောတဲ့သူတွေရှိတယ်အဲ့ဒါကအာဆင်နယ်ဖန်တွေပဲအာဆင်နယ်တင်းရဲ့ တဲကံဘောတွေကဒီယာဒီမှာချန်ပီယံဖြစ်ဖို့အတွက်တော်တော်လေးကိုမှကောင်းမွန်တဲ့အထောက်ပံ့တွေဖြစ်လာလိမ့်မယ်။ဒါတွေကပဲအာဆင်နယ်တင်းအတွက်ဒီယာဒီမှာကစားသမားတွေအားလုံးလိုချင်တဲ့ပေးသက်တွေတောက်တနေတဲ့ကြီးကျယ်ခမ်းနားသောအောင်မြင်မှုတွေစီသွားမလား။စောင့်ကြည့်သွားမှာပါ။လောဆယ်တော့စပိန်ကလပ်တင်းတွေကိုအနိုင်ယူနိုင်ခဲ့တဲ့အာဆင်နယ်လာမယ့်ခရစ်စတယ်ပဲလီအသင်းနဲ့ပွဲစဉ်အတွက်ကစားသမားတချို့ကိုလည်းကောင်းကောင်းလေးအနားပေးထားနိုင်ခဲ့တယ်။အဲ့ဒီပွဲစဉ်အတွက်ကျွန်တော်ဆက်ပြီးရှင်းကုန်ကြတာပေါ့။အဆုံးထိကြည့်တဲ့လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ဖြစ်ကစားကြည့်နေဆိုရင်တော့ Viber ဖုန်းနံပါတ်တစ်ချောင်းကို6469လေးလုံး ်3933တိနံပါတ်3998 9903ခေါင်းလေးရတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစော့ကျင်တဲ့ကိုထွတ်စီမှာပဲအကောင့်ဖွင့်ရဆိုအားလုံးကိုနှွေးထွေးကျူဆိုပါရခင်ဗျာ